အဲ့တော့တကယ်ကြီးဂျာမနီမှာကျောင်းသွက်တက်တဲ့ခန်းလေးတွေက above average ဖြစ်ဖို့လည်းသတိပေးထားတယ်။အဲ့တော့ public student collect ကနေပြီးတော့ private student collect ကိုတေချာစဉ်းစားပြီးမှရွေးစီခြင်းတယ်။ အခုဟို student collect နဲ့ပတ်သက်ပြီးတော့ပေါ့နော်ချက်ပင်ကြီးကအဓိကက Sedan Plus University 2 years လို့ရလို့ချက်ပင်ကြီးရှိမှဗီဒီယိုမှာပြောခဲ့တယ်ပေါ့အဲ့တော့နှစ်နှစ်ပြီးတော့မှကိုရီးယားဘာတွေပြင်ဆင်ရမှာလဲဆိုလို့ရှိရင်ဒီအာ fastulance profound ဆိုတဲ့ဒီ exam အတွက်ကိုကိုရီးယားပြင်ရမှာအဲ့ဒါကိုပြင်ဖို့အတွက်ဗမာပြည်မှာတည်းကကိုကဒီ foundation ပေါ့ student college of foundation ကိုပြောတာအဲ့ဒီဟာပြင်ဖို့အတွက်ကို german sa b1 နဲ့ရှိရအောင်မယ်ဟုတ်လားအဲ့တော့ကိုကအမှတ်တီကောင်းထားဖို့ကလည်းလိုတယ်အဲ့တော့အဲ့အဲ့ဒါတစ်ခုပေါ့နောက်အဲဗမာပြည်မှာတချို့ agent နေနဲ့ကျောင်းသားတွေချိန်ပြီးဘယ်လိုသွားကြလဲဆိုလို့ရှိရင် private နဲ့သွားတာဒါပေမဲ့ private ဆိုလို့ရှိရင်လည်းတခုပါတတိထားရမလဲဆိုလို့ရှိရင် private ကတကယ်ရင်ဘာနဲ့မှ public university နဲ့လည်းမချိန်ထားဘူးဘာလို့ဆိုလို့ရှိရင်ကျဲတိတ်မစင်စားတည်ခြင်းဘာလို့လဲဆိုရင်တချို့ state recognized or private university တွေဆိုလို့ရှိရင်တချို့ဒီတို့ရှိမှ student collective foundation ကိုပြင်ပြီးွားလို့ရှိရင်ဟိုဘက်ရောက်လို့ရှိရင်တို့နဲ့ချိန်ထားတဲ့ public university ကိုပြန်လို့ရတယ်ကိုတကယ်ပတ်စံတန်နိုင်လို့ဟို private university နဲ့ဒီ foundation student collective ကိုသွားမယ်ဆိုလို့ရှိရင်သွားလို့ရတယ်အဲ့ဒါပြီးရင်တော့ဟိုဘက်ကဟာလာဒီ facilitator form ဆိုတဲ့ exam ပြီးသွားပြီဆိုလို့ရှိရင် university admission ကို public university မှာဆက်တက်တာလည်းရှိတယ်။အဲ့တော့တကယ်ကြီး Germany မှာကျောင်းတက်တဲ့ခန်းလေးတွေက above average ဖြစ်ဖို့လည်းတတိပေးထားတယ်။အဲ့တော့ public student college ကနေပြီးတော့ private student college ကိုအဲကိုတိတ်တိတ်ချစဉ်းစားပြီးမှရွေးစေခြင်းနဲ့